တရင်ပြည်သက်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့စက်တင်ဘာလ24ရက်နေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုစုံတီကြည့်ရှုနားဆင်ပေးဖို့မေတ္တာရက်ခံအပ်ပါတယ်ခင်ဗျာပရမအူဆုံးတင်ဆက်ပေးမယ့်တရင်ကတော့အချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာကျန့်ဖွတ်ပါတီကအမတ်လောင်းအရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်အချမ်းဘတ်စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာ ကျင့်ဖို့ပါတီကအမတ်လောင်းအရေးအတွက်တထောင်ကျော်နဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ကြောင်းစစ်တလောက်ခန့်ရွေးကောက်ပွဲကော်မရှင်ကဒီကနေ့သတင်းထုတ်ပြန်ပါတယ်။စက်တင်ဘာလ10ရက်နေ့မှစက်တင်ဘာလ22ရက်နေ့အတွင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်တင်သွင်းဖို့စစ်တကတတ်မှတ်ခဲ့ပြီးနောက်နိုင်ငံရေးပါတီ58ခုနဲ့တတိပုဂ္ဂလလွှတ်တော်အမတ်လောင်းအရေးအတွက်4963ဦးတင်သွင်းခဲ့ကြောင်းရင်းတို့ထဲမှာကျင့်ဖို့ပါတီက1018ဦးနဲ့အများဆုံးရှင်ပြိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ ကျန်းဖို့ပါတီကပြည်သူ့လွှတ်တော်မှာအမတ်လောင်း265ဦးအမျိုးသားလွှတ်တော်မှာအမတ်လောင်း156ဦးတိုင်းနယ်ပြည်နယ်လွှတ်တော်မှာအမတ်လောင်း969ဦးတိုင်းရင်းသားလူမျိုးစုလွှတ်တော်မှာ28ဦးစုစုပေါင်းအမတ်လောင်း1018ဦးပါဝင်မှာဖြစ်ကြောင်းသိရှိရပါတယ်။ကျန်းဖို့ပါတီကရွေးကောက်ပွဲမှာအများဆုံးရှင်ပြိုင်ပေမဲ့လည်းမဲဆန္ဒနဲ့အပြည့်ရှင်ပြိုင်ခြင်းမဟုတ်ပဲတချို့သောမဲဆန္ဒနေရီမှာလုံခြုံရေးအခြေအနေကြောင့်လက်လွတ်ထားကြောင်းကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်ကပြောဆိုပါတယ်။ တချို့နေရာတွေတော့လုံခြုံရေးခက်လို့လွတ်လွတ်လပ်ရတဲ့နေရာတွေရှိတယ်။အဲ့ဒီနေရာတွေကရွေးကောက်ပွဲကျင်းပဖို့ကြီးညာထားပေမဲ့ဖြစ်ဖို့ခက်ပါတယ်လို့ကြက်ခံရေးပါတီသတင်းရင်းမြစ်ကဆိုပါတယ်။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာနိုင်ငံတော်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးပြည်내တစ်ခုအတွင်းစည်းရုံးမဲ့နိုင်ငံရေးပါတီ52ခုနဲ့တတိပုဂ္ဂလလွှတ်တော်ကိုယ်စားလှယ်လောင်းများပါဝင်ကြောင်းသိရှိရပါတယ်။စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲမှာတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ တဆန်ညကကိုစလေလောင်း694ဦးတသက်ခန်ရဲ့ပြည်သူ့ရှေ့ဆောင်ပါတီ PPP ကကိုစလေလောင်း682ဦးရှမ်းနဲ့တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီကြားပြူပါတီကကိုစလေလောင်း984ဦးကိုကိုကြီးရဲ့ပြည်သူ့ပါတီကကိုစလေလောင်း932ဦးတောင်သူလေသမားဖွံ့ဖြိုးတိုးတက်ရေးပါတီကကိုစလေလောင်း428ဦးတိုင်းနဲ့ပြည်နယ်များမှာရှင်ပြိုင်မဲ့ဒေသဆိုင်ရာနိုင်ငံရေးပါတီ52ပါတီကလွတ်တော်ကိုစလေလောင်း960ဦးနဲ့ တတိပုဂ္ဂလကိုယ်စားလှယ်လောင်း65ဦးပါဝင်ရှင်ပြိုင်မှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်၄ကီကောမှာတိုက်ပွဲအပြင်းထန်ဖြစ်နေချိန်ထိုင်းဘက်ကမြန်မာဘက်မှပြစ်ခတ်တဲ့လက်နက်ကြီးကြီးစံကြောက်ပောက်ကွဲခဲ့တဲ့အတွက်ထိုင်းကကန့်ကွက်တတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်၄ကီကောမှာတိုက်ပွဲအပြင်းထန်ဖြစ်နေချိန်ထိုင်းဘက်ကမြန်မာဘက်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးစံကြောက်ပောက်ကွဲခဲ့တဲ့အတွက် ထိုင်းကကန့်ကွက်သတိပေးကြောင်းထိုင်းသတင်းဌာနတွေကသတင်းဖော်ပြပါတယ်။ဒီကနေ့စက်တင်ဘာလ24ရက်နေ့မှာမြန်မာဘက်မှပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာထိုင်းမြေပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ကြောင်းကြီးကျရောက်ပေါက်ကွဲမှုကြောင်းလူထိခိုက်မှုမရှိပေမဲ့လည်းထိုင်းစစ်တပ်နဲ့အာဏာပိုင်တွေကစုံစမ်းစစ်ဆေးမှုများလှုံ့ဆော်နေကြောင်းအဆိုပါလက်နက်ကြီးကိုမြေတီအဖွဲ့ကပြစ်ခတ်သေးကိုမသိရှိရပေမဲ့လည်းထိုင်းဘက်ကမြန်မာဘက်ကိုကန့်ကွက်သတိပေးထားကြောင်းသိရှိရပါတယ်။မြန်မာစစ်တပ်ကအာရှလမ်းမကြီးကိုထိန်းချုပ်ပြီးနောက် မြဝတီမြို့မှာအခိုင်အမာတက်ဆွဲထားကြောင်းရင်းနောက်လေးကီကောအပါအဝင်မြဝတီမြို့နဲ့အတွင်းမှာရှိတဲ့ KNL နဲ့တော်လိုင်းမဟာမိတ်တပ်ဖွဲ့များသိမ်းပိုက်ထားတဲ့နေမြများနဲ့စခန်းများကိုအပြင်းထန်ထိုးစစ်ဆင်လာကြောင်းထိုးစစ်အတွင်းမှာစစ်တပ်ကလက်နက်ကြီးများပစ်ခတ်ခြင်းလေကြောင်းနဲ့ဘုံကျဲကျင်းတွေကိုတောက်လျှောက်လုဆောင်နေကြောင်းသိရှိရပါတယ်။စက်တင်ဘာ20နဲ့21လောက်ကတည်းကစစ်ကြောင်းတွေ ထိုးလာပြီးလေးကီကောကိုတက်လာတာစစ်သားတွေကတော်တော်ကိုတည်နေတာဒါပေမဲ့ရှိနေတဲ့လူတွေကိုထတ်ထပ်ပြီးတော့ကိုတိုးနေတာ လုံးဝရော့မသွားဘူးလို့ကရင်စည်သတင်းရင့်မြစ်ကပြောဆိုပါတယ်။ယမန်နေ့စက်တင်ဘာလ23ရက်နေ့မနက်7:00နာရီကျော်ခန့်ချိန်မှစတင်ကမနက်7:30မိနစ်အချိန်ထိမြောက်ဝတီမြို့နယ်လေးကီကောမြို့တစ်ပတ်ကိုအချမ်းဖတ်စစ်တပ်ကဝိုင်းတွဲလေရင်နဲ့ဇက်တိုက်ပုံကျဲကမြောက်ဝတီမြို့ဆောင်တပ်ခမာယာ205တပ်ရင်းကလည်း120နှစ်မမလက်နက်ကြီးကြီးတွေနဲ့အဆက်မပြတ်ပစ်ခတ်ခဲ့ကြအောင်အဲ့ဒီလိုပစ်ခတ်ပြီးနောက် BGF တပ်ဖွဲ့တွေရဲ့လမ်းပြမှုနဲ့ စစ်တပ်ကခြေလင်းစစ်ကြောင်းအင်အားအများအပြားအသုံးပြုပြီးစစ်ကြောင်းထုတ်မှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်။လက်ရှိမြဝတီမြို့နယ်အတွင်းကိုစစ်တပ်ကထိုးစစ်ဆင်ရမှာအကြမ်းဖက်စစ်တပ်ကစစ်မှုတန်တပ်သားတွေကိုအ धिक အသုံးပြုနေခြင်းဖြစ်ပြီးစစ်မှုတန်တပ်သားတွေကိုမူရစ်စေဝါများကျွေးကလူလိုင်းလုံးနဲ့ထိုးစစ်ဆင်နေခြင်းဖြစ်ကြောင်းကရင်စီရေးသတင်းရင်းမြစ်ကရှင်းပြပါရခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့ KNU ဥက္ကဋ္ဌအပါအဝင်အဖွဲ့ဝင်73ဦးချင်းပြည်ချင်းလန်းအစိုးရအဖွဲ့ဝင်18ဦး AA နဲ့ PDF တို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်မှုနဲ့အမှုဖွင့်ထားပြီးခေတ်သစ်မီဒီယာကိုတော့နေပြည်တော်မှာအမှုဖွင့်ထားဟုဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ KNU ဥက္ကဋ္ဌဘဒုစောကွယ်ထူဝင်းအပါအဝင်အဖွဲ့ဝင်73ဦး AA တပ်ဖွဲ့ချင်းပြည်ချင်းလန့်အစိုးရအဖွဲ့ဝင်18ဦးနဲ့ခေတ်သစ်မီဒီယာတို့ကိုစစ်တပ်ကရွေးကောက်ပွဲနှောက်ယှက်ဟန်တားမှုဥပဒေဖြင့်အမှုဖွင့်ထားကြောင်းစစ်ကော်မရှင်ကဒီကနေ့မှထုတ်ပြန်ကြေညာပါတယ်။ KNU ဥက္ကဋ္ဌဘဒုစောကွယ်ထူဝင်းဘိုလ်အလုံးမှုဆောင်များအပါအဝင်73ဦးကို ဩဂတ်စ်လ12ရက်နေ့ရွေးကောက်ပွဲပြပြောင်းစီရန်ဟောပြောခြင်းပြောဆိုခြင်းများကြောင်းလိုင်းပွဲမြို့မှရေစခန်းမှာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်စစ်တပ်ကအမှုဖွင့်ထားသူတွေထဲမှာ KNU ဩဂတ်ထဖရုစောကွယ်တူဝင်ဖရုစောဆဲကီဖရုတာတူမူဖရုစောတော်တီပွဲဖရုစောလာထွန်းဘိုးချုပ်ကြီးစောတော်နီစောတာမလာတော်ဖရုစောလော်အေမူဖရုစောအေကလူးစေဖရုနော်ဒါတာနဲ့ဖရုစောတော်နီ စောစာပလက်တီ1တို့အပါအဝင် စုစုပေါင်း73ဦးဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်ဩဂတ်လ28ရက်နေ့မှာအေယဝတီတိုင်းလေးမျက်နာမြို့နယ်ရင်းစေကြီးရွာဘုန်းကြီးကျောင်းမှာမဲပေးဆက်အသိပညာပေးခြင်းနဲ့လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်နေစဉ် drone နဲ့ပုံကြည့်ချမှုအတွက် AA နဲ့ PDF တပ်ဖွဲ့ဝင်များကိုစက်တင်ဘာလ4ရက်နေ့မှာလေးမျက်နာမြို့နယ် IW နေမီရစကန်မှာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။အလားတူဩဂတ်လ31ရက်နေ့ ချင်းပြည်နယ်တန်တလန်မြို့မှာရွေးကောက်ပွဲပြပြားစီရန်ဟောပြောမှုနဲ့ချင်းပြည်နယ်ချင်းလန်အစိုးရအဖွဲ့မှဥပါထံဒေါက်တာရွှေခါဥထောင်စလျန်ဥရိုပင်ဥစိန်အောင်စလိုင်းခရော့စ်ထံဒေါက်တာရှရွန်ပါဥစလိုင်းမနာကီစလိုင်းဂျိုးဆက်လာရန်လော်မာဒေါ်နီဆွေလျန်ဥမန်အုတ်ခမ်းဥထန်ကန်းလျန်ဥမောင်ဦးဥဟာမိုရုံလျန်ဥစလိုင်းစထောင်းဒေါက်တာတာနင်းနင်းနဲ့ ဥစဉ်ကျုံအပါအဝင်စုစုပေါင်း18ဦးကိုစက်တင်ဘာလ4ရက်နေ့ဟာခမြို့မှာရဲစခန်းမှာအမှုဖွင့်ထားကြောင်းသိရှိရပါတယ်။ဒါအပြင်စက်တင်ဘာလ4ရက်နေ့ရွေးကောက်ပွဲပြပြစီရန်လှုံ့ဆော်ရေးသားတယ်လို့ဆိုကာခေတ်သစ်မီဒီယာကိုလည်းနေပြည်တော်စပူတီရီမြို့နယ်အမတ်တမြို့မှာရဲစခန်းမှာအမှုဖွင့်ထားကြောင်းစစ်တပ်ကသတင်းထုတ်ပြန်ပါတယ်။စစ်တပ်ကအမှုဖွင့်ရမှာ2025ခုနှစ်ရွေးကောက်ပွဲနောက်ဆက်ဟန်တာချင်းမှကာကွယ်ပေးရေးဥပဒေပုံမှန်23ကကြီးနဲ့အမှုဖွင့်ထားခြင်းဖြစ်ပြီးအဆိုပါပုံမှန်မှာ ထောင်တန်းအနည်းဆုံး၃နှစ်မှအများဆုံး9နှစ်ထိချမှတ်နိုင်တဲ့ပုံမှန်လည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့ထိုင်းနိုင်ငံဖူကတ်မြို့မှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုလုနေတဲ့တရားဝင်မြန်မာလုပ်သား200ခန့်ကိုအလုရှင်ကလုံအောင်ကမပေးဘဲတင်းရှောင်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံတောင်ပိုင်းဖူကတ်မြို့မှာရှိတဲ့စောက်လုပ်ရေးလုပ်ငန်းခွင်မှာတရားဝင်မြန်မာလုပ်သား200ခန့်ကိုအလုရှင်ကလုံအောင်ကမရှင်းပေးဘဲတင်းရှောင်သွားတဲ့အတွက် NUG အစိုးရအလုသမားဝန်ကြီးဌာနနဲ့ MHAC မဟာမိတ်အဖွဲ့တို့ပူးပေါင်းပြီးလုံအောင်က ပြန်လည်ရရှိရေးကူညီပေးနေကြောင်း AAC ကိုရဲမင်းကပြောကြားပါတယ်။ MHAC မဟာမိတ်အဖွဲ့အနေနဲ့အလုသမားများရဲ့အကူအညီတောင်းခံမှုကြောင့် NUG အလုသမားဝန်ကြီးဌာနမှညွှန်ကြားရေးမှုဦးနိုင်ထွန်းဦးနဲ့အတူ MHAC ရုံးအခြေစိုက်ရာမဟာချိုင်မှထိုင်းတောင်ပိုင်းဖူးခတ်မြို့ထိတွားရောက်ကမြန်မာအလုသမားများအားကူညီပေးနိုင်ရန်ကွင်းစင်နေမြေစင်တွားရောက်ညှိနှိုင်းနေကြောင်းသိရှိရပါတယ်။အမှုကဒီနေ့လည်းမပြေသေးဘူး။ အလုသမားရိရမယ့်ငွေကဥပမာတူးကိုပတ်တောင်ဆိုရင်အလုရှင်ဘက်က8000ပဲပေးကြနာပြီးတော့အလုသမားရိဘက်မှာလုံအားကနဲ့ပတ်သက်လာရင်စရင်အင်းကအလုံးမပြည့်စုံကြဘူးမပြည့်စုံတော့အလုရှင်ဘက်ကလျှော့ပေးခြင်းနဲ့အလုသမားရိဘက်ကလည်းလုံအားကအပြည့်ရခြင်းနဲ့ဆိုတဲ့ကိစ္စမျိုးထပ်ပြီးတော့ညှိနေရတယ်လို့ AC ကိုရဲမင်းကပြောကြပါတယ်အလုသမားများရရှိရမယ်လုံအားကစွစုပေါင်းဟာဘတ်တန်းကျော်မှဖြစ်ပေမဲ့ အလို့ရှင်ဘက်ကအပြည့်အဝမပေးလို့ရညှိနှိုင်းနေစေဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီဟာအစမပြေဘူးဆိုရင်အလို့သမားတွေကတိုင်ကျက်ဖွင့်မှာဖြစ်တယ်။အလို့ရှင်ဘက်ကပြေးလေအောင်ပေးချင်မယ်ဆိုရင်တော့ဒီနေ့အလို့သမားတော်တော်များများရမှာပေါ့။ဘတ်တန်းကြော်ပါမယ်။အနည်းဆုံးဘတ်တန်းကြော်မယ်။အဲ့ဒီတော့တေချာငွေအမောင့်တောင်တွက်ချက်နေတော့ပဲဒီနေ့အထိဆက်လုပ်ပေးနေပါတယ်မနေ့ကတရက်ထင်းနဲ့မပြတ်ဘူးလို့ AC ကိုရဲမင်းကလက်တလောချီနေကိုရှင်းပြပါဗျာ NUG အစိုးရအလို့သမဝန်ကြီးဌာနနဲ့ MHAC မာမိအဖွဲ့တို့မှထိုင်းနိုင်ငံအတွင်းမြန်မာအလို့သမားတွေရဲ့အရေးကိစ္စနဲ့ပတ်သက်ပြီးရှေ့တန်းမှဥဆောင်ဖြည့်ရှင်းပေးမှုများလှုပ်ဆောင်နေကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းမြို့နယ်စားတောင်ရွာစစ်တပ်စစ်ဆေးရေးဂိတ်မှာတပ်မတုံတုံလက်အောက်ခံတပ်ကခီးသွွားရင်စစ်တပ်စည်းတပ်မင်းဲကိုတနက်ပစ်ဖောက်ဓများတိုင်ပြည်သူပိုင်ငွေကြေးရွှေတဲ့ပစ္စည်းများဖုန်းနဲ့ကားအုံနာပုံများလူရက်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းစကိုင်းမြို့နယ်စားတောင်ရွာမှာအထိုင်ချထားတဲ့စစ်တပ်ကိကခီးသောပြည်သူကစစ်တစည်းထက်မင်းကိုလက်နက်ကြီးလက်နက်ငယ်များပစ်ပေါက်ကဓမြတိုက်လူရက်ခေချောင်းဓမြတိုက်ခံခဲ့ရတဲ့ခီးသောပြည်သူများကပြောကြပါဗျ။စက်တင်ဘာလ15ရက်နေ့စကိုင်းမြို့နယ်မန္တလေးရွှေဘိုလမ်းပေါ်မှာရှိတဲ့စားတောင်ကျေးရွာမှာအထိုင်ချထားတဲ့တပ်မတုံတုံလက်အောက်ခံတရင်မှစစ်သားများနဲ့ပြူစောတိများကခီးသည်တင်ကအင်စီကားတွေကိုပါစစ်တစည်းထက်မင်းကိုရက်တံခိုင်ပြီးမှတ်ပုံတင်များစစ်ဆေးမယ်လို့ဆိုကား ကားပေါ်မှာပြည်သူအလုံးကိုမှတ်ပုံတင်တစ်ခုတည်းသာကန်ခိုင်းပြီးအောင်စင်းခိုင်းခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုပြည်သူများအလုံးကားပေါ်မှာဇင်းပြီးနောက်ရင်မောင်းအပါအဝင်ခီးတဲ့များအလုံးကိုမြေပေါ်၌ဝန်လျံမှောက်ခိုင်းကတနက်ပြောင်းနဲ့ချိန်ထားပြီးမော့ကြည့်ပါကပြစ်တတ်မဲလို့ချင်းချောက်ခဲ့ကြောင်းအဲ့ဒီနောက်လက်နက်ကြီးလက်နက်ငယ်များရန်တမ်းပစ်ပေါက်ကကားပေါ်ပါတဲ့ပစ္စည်းတွေကိုလူရက်သွားခဲ့ကြောင်းသိရှိရပါတယ်။မြေပြင်ကားလမ်းပေါ်ရောက်တာနဲ့မှတ်ပုံတင်မစစ်ဘဲကားသမားတွေရောခီးသွားတွေကိုရော အားလုံးကိုကားလမ်းပေါ်မှာဝမ်းရမ်းမှောက်ခိုင်းထားတယ်။တနက်ကိုခီးသွားပြီးသူတွေရဲ့ဥကောင်းနောက်စိတ်တွေကချိန်ထားပြီးတော့မလုံးနဲ့ခေါင်းမမော့နဲ့မော့တာနဲ့ပြစ်တတ်မယ်ဆိုလို့ခေါင်းငုံနေကြရတာချက်ချင်းဆိုသလိုပဲလက်နဲ့ကြည့်လက်နဲ့ငယ်တွေမနာတတ်မိုးပေါ်ထောင်ပြစ်ပြီးတော့ကားပေါ်တက်ခီးတဲ့တွေရဲ့ဖုန်းတွေပတ်စံတွေရှာဖွေယူသွားတာလို့ခီးသောပြည်သူတဦးကပြောကြပါဗါးအဲ့ဒီလိုဓမြတိုက်ခံရမှုကြောင့်ကားဆက်တစည်းထံမှငွေကျပ်300ခန့်လူရက်ခံလိုက်ရပြီးဖုန်းဆယ်လုံးထက်မနည်းကိုလည်းစစ်တပ်ကသိမ်းဆည်းသွားကြောင် ခီးတော်မော်တော်ယာဉ်များရဲ့ကားပိုင်ရှင်မှတ်တမ်းစာအုပ်အုံနာဘုံရင်မောင်းလိုင်စင်တို့ကိုလည်းစစ်သားတွေကယူဆောင်သွားကြောင်းသိရှိရပါတယ်။ကျွန်တော်စီးတဲ့ကားကဟန်ဖန်လေလုံးနောက်တစီးမှာကမန္တလေးမှာစေကူတာဖို့ငွေသား3 30နောက်အင်စီကတစီးက3.90နဲ့ဟန်ဖုန်လေလုံးမြကြီးနာအင်စီကတစီးကဟန်ဖုန်တစ်လုံးနဲ့3100ကျပ်အပြင်အုံနာဘုံရင်မောင်းလိုင်စင်အပါစက္ကစကနဲ့အကုန်ယူထားလိုက်တာပြီးမှမင်းတို့အတွက်အန်ရရှိတယ်မြင်မြန်သွားပါလို့ပြောပြီးလှုပ်ပေးလိုက်တာပါ။ သူတို့နဲ့မနီမဝေးတနေရာရောက်မှဘဲကားကဘလောက်ပါတယ်ဆိုတာကိုသိကြရတာပါရာကမနေဘူးလို့ခီးသောပြည်သူတို့ကပြောဆိုပါတယ်စကိုင်းမြို့မှာအခြေစိုက်ထားတဲ့တပ်မ33လောက်ခန့်တပ်တွေမှာအလွန်ရန်ကားပြီးအထူးသဖြင့်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးခြင်းစစ်စေးရေးကိန်းများမှဓမြတိုက်လူရချင်းပြည်သူများကိုအကြောင်းမရှိအကြောင်းရှာရိုက်နှက်ခြင်းအပအဝင်တရားဥပဒေမဲ့လူရတွေကိုလှုပ်ဆောင်နေကြောင်းတပ်တရင်းရင်းမြစ်တစ်ခုကရှင်းပြပါပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့နိုင်ငံသားရုတ်သိမ်းခံခဲ့ရတဲ့ ပြည်သူချစ်သောအမှုပညာရှင်များဆိုတဲ့သတင်းသုံးသပ်ချက်တွေကိုတင်ဆက်ပေးပါမယ်။မြန်မာရုပ်ရှင်လောကရဲ့မျက်နှာဖုံးဖြစ်အများကသတ်မှတ်ထားကြတဲ့ရုပ်ရှင်တရုတ်ဆောင်ဇင်ဝိုင်းဟာယခုအခါအင်ပြင်ကိုမထွက်ချင်တော့တဲ့အဖြစ်ကိုရောက်နေရပါတယ်။မြန်မာစစ်အုပ်စုကိုအပြင်းထန်ဝေဖန်ရှုတ်ချခဲ့မှုကြောင့်နှစ်ကြိမ်တိုင်အကျဉ်းချခံရတဲ့ဇင်ဝိုင်းဟာ2022ခုနှစ်မှာထိုင်းနိုင်ငံကိုထွက်ပြေးလာခဲ့ရပါတယ်။ဇွန်လမှာတော့စစ်အုပ်စုဟာမြန်မာရုပ်ရှင်အစီအယုံဥက္ကဋ္ဌအဖြစ် နှစ်ကြိမ်တိုက်တိုင်တာဝန်ထမ်းဆောင်ခဲ့သူဇင်ဝိုင်းကိုနိုင်ငံသားအဖြစ်မှရုပ်သိမ်းလိုက်တဲ့အတွက်နိုင်ငံမဲ့ဘဝကို ရောက်ရှိသွားခဲ့ရပါတယ်။ထိုင်းနိုင်ငံမှာဥပဒေကြောင်းအရဆက်လက်နေထိုင်ခွင့်မရှိဖြစ်လာတဲ့အတွက်မမ္မီသူများကထိုင်းအာဏာပိုင်များထံကိုတရင်ပေးမှာကို စိုးရင်လာရပြီဖြစ်ပါတယ်။ပတ်ဝန်းကျင်မှာမြန်မာတွေကများတဲ့များလာတဲ့အတွက်ဘေးသူဘေးဝါဆိုဒီကိုပင်မခွဲခြားနိုင်တော့ပဲမတော်မဖြစ်မှသာအပြင်ထွက်ပါတယ်။အိမ်မနေလင်းပင် လုံခြုံမှုမရှိတော့ဘူးလို့ ဩစတြေးလျ ABC ရုပ်တံကိုပြောပြခဲ့ပါတယ်။စေအိုစုရဲ့လက်ချက်ကြောင့်အတိုက်ခံနိုင်ငံရေးသမားများလှုပ်ရှားတက်ကြွသူများဝေဖန်သူပေါင်းများစွာဟာနိုင်ငံမဲ့ဘဝကိုရောက်ကုန်ကြရပါတယ်။နိုင်ငံတကာအကြက်တဲများလေးလာရေးအဖွဲ့မှမြန်မာအရေးတာဝန်ခံ Richard Hossey ကအဲ့ဒီလိုပြစ်မှတ်ထားခံရသူတွေဟာပြည်ပမှာနေနေကြရပြီးတတရနိုင်ငံတနိုင်ငံရဲ့နိုင်ငံကူးလက်မှတ်နဲ့ခီးတွားလာနေကြရတယ်လို့ဆိုပါတယ်။ဇွန်လအတွင်းမှာဇင်ဝိုင်းအပါအဝင် ထင်ရှားတဲ့အဆိုတော်အမှုပညာရှင်စုစုပေါင်း73ဦးဟာနိုင်ငံသားဖြစ်မှရုပ်သိမ်းခံခဲ့ရပါတယ်။ဇင်ဝိုင်းဟာ2021ခုနှစ်အာဏာသိမ်းပြီးချိန်မှာဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရပြီးနောက်တစ်ကြိမ်ဆန္ဒမပြပါဘူးလို့ခံဝန်ချက်နဲ့အကြေကျုပ်ထိန်းသိမ်းခံခဲ့ရပါတယ်။သို့သောစစ်အုပ်စုမှတားဖြစ်သူမင်းမော်ကွန်းရဲ့စန့်ကျင်လှုပ်ရှားနေမှုတွေကြောင့်အမဲလူလူအနောက်ရှက်ပေးလာနေတဲ့အပြင်အန်ရဲ့ပေးရန်ချင်းချောက်လာတဲ့အတွက်ဇနီးဖြစ်သူဒေါခင်နွဲ့နွဲ့ထွန်းနဲ့အတူထိုင်းနိုင်ငံကိုထွက်ပြေးခဲ့ကြရပါတယ်။ ယခုအခါမှာတော့တားဖြစ်သူနဲ့ဒီမိုကရေစီကွန်ရက်များရဲ့အထောက်ပံ့ကိုမိခိုနေရပါတယ်။ဒိုနေထားကပင်လင်၎င်းအတွက်အကောင်းဆုံးဖြစ်ပြီးပြန်ပို့ခံရရင်နှိမ့်ဆက်ညှဉ်းပန်းခံရကနှိရှိလာများအချင်းချခံရဖို့သာရှိတယ်လို့ဆိုပါတယ်။ဇင်ဝိုင်းဟာတားနှစ်ယောက်ရှိနေတဲ့ဩစတြေးလျမှာနေထိုင်ကွင်းရရန်စောင့်ဆိုင်နေပါတယ်။ဩစတြေးလျဟာလူကုန်သိက္ခာအပြည့်နဲ့နေထိုင်သွားနိုင်တဲ့နိုင်ငံလေးဖြစ်တယ်လို့ဆိုပါတယ်။အဖေတို့အနေထားကြောင့် ထိုင်းမှာနေရတဲ့ဘဝကအခြားသူတွေထက်စာရင်အတော်လေးကိုမလုတာမရှက်တာဖြစ်နေတယ်လို့တာဖြစ်သူမင်းမော်ကွန်းကပြောပြခဲ့ပါတယ်။လွတ်လပ်စွာပြောဆိုမှုနဲ့နိုင်ငံရေးလှုပ်ရှားမှုတွေကြောင့်နိုင်ငံသားဖြစ်မှရုပ်သိမ်းပစ်ခြင်းဟာနိုင်ငံတကာဥပဒေကိုချိုးဖောက်ခြင်းဖြစ်ပြီးခံရသူများအဖို့နိုင်ငံမဲဘဝနဲ့အလုလုပိုင်ခွင့်ပညာသင်ကြားခွင့်လွတ်လပ်စွာသွားလာခွင့်များဆုံးရှုံးခဲ့ရတယ်လို့လူခွင့်ရေးလေးလာစောင့်ကြည့်ရေးအဖွဲ့မှအာရှသုတေသီမစ္စရှီနာဘောက်နာကပြောပြခဲ့ပါတယ်။ မြန်မာလေဒီဂါဂါဇွန်လအတွင်းမှာနိုင်ငံသားအဖြစ်ရုပ်သိမ်းခံရတဲ့အမှုပညာရှင်များထဲမှာဖြူဖြူကြော်သိမ်းနဲ့ပါဝင်သွားခဲ့ပါတယ်။ဇင်မြစ်ထက်မှာသူမရဲ့ခင်မီစမ်းပြတဲ့အဝတ်အစားများဝတ်ဆင်ပြီးမျက်နှာဖုံးတက်ကတီးဆိုးဖြောဖြစ်ခဲ့မှုတွေကြောင့်မြန်မာရဲ့လေဒီဂါဂါလို့ရည်ညွှန်းပြောဆိုခဲ့ကြပါတယ်။ဖြူဖြူဟာမြန်မာရဲ့နိုင်ငံရေးနဲ့လူမှုရေးပြဿနာတွေကိုကာလကြာမြင့်စွာကတည်းကပွန့်ပွန့်လင်းလင်းဝေဖန်ပြောဆိုခဲ့သူဖြစ်တဲ့အတွက်အာနာမသိမ့်မီကပင်စစ်တပ်ရဲ့ရန်ညှိုးထားခံခဲ့ရသူလည်းဖြစ်ပါတယ်။ အနာသိမ့်ပြီးနောက်ဇနပြသူတွေကိုရက်ဆက်စွာနှစ်ကုတ်ခဲ့တဲ့ပုံရင်များပါဝင်တဲ့ဖြူဖြူရဲ့မျက်ရည်ဆိုတဲ့တခြင်းလူကြိုက်များသောကဲမှုကြောင့်ဖန်ဝရန်ထုတ်ခံခဲ့ရပါတယ်။ဒီမှာအနေနဲ့စစ်အုပ်စုနဲ့ပူးပေါင်းမှလားထွက်ပြေးမှလားတခုခုကိုရွေးရတော့မယ်လို့ဆိုပါတယ်။ကျမပရိသတ်တွေနဲ့နိုင်ငံသားများစွာကိုတက်ဖြတ်နှိပ်စက်နေတဲ့စစ်အုပ်စုရဲ့သွေးစွန်းနေတဲ့လက်တွေကိုကင်ပြီးလက်ဆွဲမနှုတ်ဆက်နိုင်ဘူးလို့ပြောခဲ့ပါတယ်။လာပေါင်းများစွာနိုင်ငံအတွင်းပုံအောင်နေခဲ့ပြီးနောက် မိုးရီတဲမဲ့ပြီးမဲမောင်တဲ့ညတညမှာအေးစွန့်ပြီးနေချောင်းကိုတရားမဝင်လမ်းကြောင်းမှဖျက်ကူးပြီးထွက်ပြေးခဲ့ရပါတယ်။ထိုင်းမှာလာအနေငယ်အကြာနေခဲ့ပြီး ပြင်သစ်မှခလုံးကွင်းပေးလာခဲ့တယ်လို့ဆိုပါတယ်။ပြည်ပမှာနေ၍နိုင်ငံတွင်းမှာရှိတဲ့အိုးအိမ်စွန့်ခွာတင်းရှောင်နေကြရသူတွေအတွက်ရန်ပုံငွေရရှိဖို့နဲ့မြန်မာအရေးကိုကဘာမှအာယုံဆိုင်လာစေဖို့ဂီတဖျော်ဖြေပွဲတွေကိုဆက်လက်လှုပ်ဆောင်ခဲ့ပါတယ်။ယခုနေ့အစောပိုင်းမှာစစ်တနီနဲ့မဲပုံမျိုးတို့မှဖျော်ဖြေခဲ့ပြီး New Software Lead Parliament မှာမိန့်ခွန်းပြောခဲ့ပါတယ်။စေအိုစုဟာယခုအခါနိုင်ငံသားတွေရဲ့စိတ်ဓာတ်ကိုရိုက်ချိုးဖြစ်စည်းနိုင်ရန်ဆိုတဲ့ရည်မှန်းချက်ကိုကြည်ကြည်ပြန့်ပြန့်အကောင့်ထဲပေါ်လာကြတယ်လို့ဆိုပါတယ်။ကျမတို့ကိုဖန်ဆီးတာဒါမှမဟုတ်ထိခိုက်နစ်နာအောင် လုပ်နိုင်ခဲ့ရင်အားလုံးရဲ့စိတ်ဓာတ်ကိုကြာဆင်းစေပါတယ်။ဒါကတော်လန်ကြီးတစ်ခုလုံးရဲ့စီးလုံးညီညွတ်မှုကိုပြပြသွားစေနိုင်တယ်လို့စေအိုစုကယူဆနေပါတယ်လို့ဖြူဖြူကပြောခဲ့ပါတယ်။တောင်းနာမည်ရင်းဟာသူရအောင်ဖြစ်ပါတယ်။ ဆေးဥစုကိုစန့်ကျင်ပြောဆိုခဲ့မှုကြောင့်2022ခုနှစ်မှာပထမဦးဆုံးနိုင်ငံသားဖြစ်ရုပ်သိမ်းခံခဲ့ရသူဖြစ်ပါတယ်။ဘောလုံးသမားဘဝမှာရုပ်ရှင်တရုပ်ဆောင်ဖြစ်လာခဲ့ပါတယ်။တောင်ဟာထိုင်းနိုင်ငံမှာရှိနေပြီးချက်နိုင်ငံရဲ့လူသားချင်းစာနာထောက်ထားတဲ့ဗီဇာရရှိပြီးဖြစ်ပါတယ်။ခရီးသွားလာခွင့်စာရွက်စာတမ်းတွေရှိပေမယ့်နိုင်ငံကူးလက်မှတ်လောက်ခိုင်ခိုင်မာမာမရှိဘူးလို့ပြောခဲ့ပါတယ်။အခက်အခဲနဲ့ရင်ဆိုင်လာရရင်တောင်အကူအညီတောင်းဆရာတန်ရုံမရှိနိုင်ငံမဲ့ဘဝဟာလုံခြုံမှုမရှိဘူးလို့ပြောပြခဲ့ပါတယ်။ ခရီးသွားတဲ့အခါတိုင်းလူဝင်မှုကြီးကြပ်ရေးအရာရှိတွေရဲ့အမေးအမြန်းကိုခံရစမြဲဖြစ်ပြီးနိုင်ငံမဲ့ဘဝဖြစ်တဲ့အတွက်ရဲတွရင်ကြောက်နေရတယ်လို့လဲဆိုပါတယ်။တောင်းဟာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းမှာရန်မုံငွေဖြိုပြေးပွဲများအတွက်မဲဘုံကိုရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားသောစစ်မုတ်ချအောင်ရမည်လို့ရည်သားထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါ။ အခုလိုဆုံးထိနောက်ဆက်ကြကြတဲ့သတင်းပရိသတ်များအလုံးကိုကျေးဇူးထူပဲတင်ရှိပါရယ်။နောက်ထပ်ပြည်တွင်ပြပသတင်းတော်လန်ရေးပတ်တော်သားများ၏သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အလုံးပဲကိုစိတ်နှပြရှင်လင်းချမ်းမြေကြပါစေခင်ဗျာ။ပါစေခင်ဗျာ။